ကျွန်တော်ဆိုရှယ်မီဒီယာမှာအတော်လေးကိုပွဲဖြတ်နေပြီးငင်းခုန်တန်တွေနဲ့ဆူညံနေခဲ့ပါတယ်။တစ်ဖက်ကလည်းမြမယင်ကျေးမှုနဲ့မကန့်ညီဘူးလို့ပြင်းပြထန်ထန်ပြောဆိုနေခဲ့ကြပြီးနောက်တစ်ဖက်မှာတော့ဒါကတော့တကယ်ကပအစ်စ်မီတယ်လို့ချီချိုးထောပနာပြုထားခဲ့ကြတာလည်းတွေ့ရပါတယ်။ဒီကိစ္စရဲ့အဆကတော့နမဲကျော်ဒီဇိုင်နာဖက်ရှင်ရှိုးပွဲပဲဖြစ်ပါတယ်။ဒီပွဲမှာတော့အေးမြတ်သူဟာတော့တရုတ်ဆောင်တယောက်အဖြစ်မဟုတ်ဘဲနဲ့ professional မော်ရယ်တယောက်အဖြစ်နဲ့လဲခေါဝံပေါ်မှာအားလုံးကတော့အာအသိစေခဲ့ရပါတယ်။သူ့ရဲ့ကိုလုံးလာယုံကြည်မှုရှိတဲ့မျက်နှာထားနဲ့ရှောက်လန်းဟန်တွေကတော့တကယ်ကိုမှထိတ်တန့်မော်ရယ်တယောက်လိုပါပဲ။ဒါပေမဲ့လည်းပြဿနာကတော့အဲ့ဒီမှာစတာမဟုတ်ပါဘူး။သူဝစ်စင်ခဲ့တဲ့ fashion ဟာတော့ Brazilia မပါဝင်တဲ့ no bra fashion ဖြစ်နေတာပါ။ဒါကြောင့်မလို့ပြည်သူတွေကြားမှာတော့အကြီးကျယ်ပြောစရာဖြစ်ခဲ့ပါတယ်။ပထမဆုံးအနေနဲ့ဒီ fashion ကိုဝေဖန်တဲ့သူတွေဘက်ကနေကြည့်ရအောင်။ သူရဲ့အမည်မှာတော့အေးမြတ်သူဟာတော့မြန်မာနိုင်ငံရဲ့ထိပ်တန်းသူပညာရှင်တယောက်လူငယ်တွေအားကြရတဲ့မော်ဒယ်တယောက်ဖြစ်တဲ့အတွက်မြန်မာအမျိုးသမီးတယောက်ရဲ့အင်ဒရီသိခါတဲ့အညီဝက်ဆိုက်ဆင်ရင်တင်တယ်လို့ယူဆခဲ့ကြတာပါမြန်မာတိုင်းဝိုင်းရဲ့ရှုထောက်ကနေကြည့်မယ်ဆိုရင်ဒီလိုမျိုးဖက်ရှင်မျိုးဟာလည်းအမြင်မသင့်တော့ဘူး။ရိုင်းတယ်လို့ထင်မြင်မိကြပါပါ။ဒါဟာတော့အနောက်တိုင်းယဉ်ကျေးမှုကိုအတုခိုးယူတာမားတယ်လို့သုံးသပ်ခဲ့ကြတာပါ။ဒီအမြင်ကလည်းသူတို့ရဲ့ယဉ်ကျေးမှုအပေါ်မှာတံမိုးထားတဲ့စိတ်ကြောက်ဖြစ်ပေါ်လာတယ်ဆိုတာကိုတော့လုံးဝပြစ်ဆိုလို့မရပါဘူး။ ီကိစ္စမှာလည်းနောက်တစ်ဖက်ရဲ့အမြင်တစ်ခုရှိပါသေးတယ်ဒါကတော့ fashion လောကရဲ့ professional ရှူတော့ပါနိုင်ငံတကာအဆင့်မြင့် professional လောကမှာတော့ model ဆိုတာလူဆိုတာထက်ဒီဇိုင်နာရဲ့အမှုပညာကိုတင်ဆက်ပြသရတဲ့သက်ရှိပကြီးကတစ်ချက်လုံးနဲ့ပို့ပြီးတော့တူနေခဲ့တာပါဒီဇိုင်နာတယောက်ဟာတော့သူ့ရဲ့အဝတ်အစားဒီဇိုင်းတွေနဲ့မူလပုံစံချုပ်ယိုးချုပ်သားနဲ့လှုပ်ရှားမှုတွေကိုအတိအကျပေါ်လွင်စေခဲ့တာပါ။အဲ့ဒီခါမှာတော့အတွင်းခံဘရာစီယာကအင်ဂျီနဲ့မူလပုံစံကိုဖျက်ဆီးနေတာကြောင့်ပါ။ မော်ရဒီဟာတော့ဘရာစီယာမပါပဲဝစ်စင်ပြရတယ်လို့ဒါကတော့ပုံမှန်ကိစ္စတစ်ခုပါပဲဒါဟာတော့အချက်တရားနဲ့မသက်ဆိုင်ပဲအလုပ်ပေါ်မှာလေးစားမှု professional ကျင့်ဝတ်တစ်ခုသာရှိတယ်လို့ပြောဆိုခဲ့တာပါအိမျက်သူဟာတော့ဒီ show ပွဲမှာတရားဆောင်တယောက်နေနဲ့တက်ရောက်ခဲ့တာမဟုတ်ပဲမော်ရယ်တယောက်ရဲ့တာဝန်ကိုထမ်းဆောင်ခဲ့တာပါဒါကြောင့်မလို့လေသူဟာတော့မော်ရယ်တယောက်ရဲ့ကျင့်ဝတ်အတိုင်းဒီဇိုင်နာရဲ့ဖန်တီးမှုတွေကိုလေးစားစွာလိုက်နာရမှလို့ဆိုခဲ့တာပါ သူ့ရဲ့ဒီလောက်ရဟာတော့ရဲတင်းလုံးနဲ့လို့ထင်ကြပေမဲ့လည်းတစ်ဖက်မှာတော့မြန်မာရုပ်ရှင်လောကမှာတော့ဒါတွေမျိုးလည်းရှိပါတယ်။ဒါကတော့နိုင်ငံတကာအဆင့်ဆိုတဲ့အသိပညာပေးမှုတွေကိုတွေ့ဝိုက်တော်အဖြစ်လှုပ်ဆောင်နေတာနဲ့အတူတူပဲဖြစ်ပါတယ်။အထူးအဖြစ်ဆိုရရင်အိမ်မက်သူရဲ့ division ဟာတော့ရင်ကျေမှုအမြင်နဲ့ profession နဲ့အမြင်ကြားမှာသဘောထားကွဲလွဲမှုတစ်ခုကိုမိမောင်းထုတ်ပြနေတာပါ။သူဟာတော့ရေစက်တို့တည်းလည်းမစုံသေးတာရုပ်ရှင်စကားနဲ့သရုပ်ဆောင်ဘက်ကိုထူးချွန်ကြောင်းပြသခဲ့သလို အခုတခါမှလည်းစီးပောင်တွေကိုချိုးဖောက်ရဲတဲ့တတိရှိတယ်မော်ရယ်သရုပ်ဆောင်တယောက်ဆိုတာကိုတော့သက်သေပြလိုက်တာပါ